ခခလေးဖေကောခလေးဖေကကိုကိုမြင့်ပေါ်ဖရားရေဖရားဖရားခလေးအဖေဟာဘသူပါလို့လွှဲချခြင်းသေးတာလားဟင်မမဟုတ်ပါဘူးအဲ့လိုလေ့ကျင့်လေ့ကျင့်နေတဲ့မှာပထမဆုံးတည့်ရမှာပဲသူ့ရဲ့လေ့ကျင့်မှုသူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့်မြင်ခဲ့ရပါတယ်မြင်ခဲ့ရတဲ့အချိန်မှာပဲကျွန်တော်သူ့ကိုအောက်မက်ပေးလိုက်တယ်မင်းဒီကားထဲမှာမချိုးဖြစ်မယ်လို့ယုံကြည်ပါတယ်အဲ့တော့လက်ခံလိုက်တယ်လက်ခံလိုက်တယ်နောက်သူကသူ့ရဲ့ကြိုးစားတဲ့စက်ကနံပါတ်1ပါပဲသူအဆုံးကိုကြိုးစားနေပါတယ်အဲ့တော့ဟို ဆိုရင်ပါလေဒီလိုစိတ်ခိုင်မာတဲ့စကားတကားတွေမှာကောင်းဆုံးမင်းသမီးတယောက်အနေနဲ့အစဉ်တွင်ဝဲကအကောင်းဆုံး perfect ဖြစ်အောင်တိုးဆောင်နိုင်မယ်ဆိုတာကိုပြည့်တယ်ယုံကြည်ပေးပါဒီပွဲလေးရတော့ကျွန်တော်တို့မချို့ဘယ်လိုပြောပါဆိုရဲဇလန်တွေပေါ့နော်ဇလန်နဲ့ group ပဲပေးတာပါအဓိကရဲ့ထူးခြားချက်ပါရှိမလဲဆိုပြောရင်တော့ဒီကားမှာထူးခြားတာကတော့ ကျွန်တော်ဒရိုက်တာတန်း130မှာပထမဆုံးရိုက်တဲ့ဇာတ်လမ်းတွေပါဒါလေးကထူးခြားပါတယ်နောက်တစ်ခုထူးခြားတာပါရှိလဲလို့ပြောရင်တော့ဒီကောင်ကပါတယ်တရုတ်ဆောင်မကျိုးနေတဲ့တရုတ်ဆောင်ပဲ main တရုတ်ဆောင်ပေါ့နော်သူကတော့အစင်တွေပဲတရုတ်ဆောင်ပေါ့ကသူကျွန်တော်နေရာကတော့ဒါပထမဆုံးရိုက်တဲ့ဇာတ်လမ်းတွေပါကျွန်တော်နေရာတွေထူးခြားပဲစိတ်ကောင်းမှုရှိပါတယ်ဒီဇာတ်လမ်းတွေရွေးချယ်တာကတော့အဓိကတော့ ့ရဲ့ figure ပေါ့နော်သူ့ figure အရကြည့်မယ်ဆိုလို့ရှိရင် size ဆရာဖြစ်စီခြင်းနဲ့ဒါပြည်ပြူရိုးအေးအေးချစ်ဆရာကောင်းတဲ့သူတယောက်သူ့ရဲ့ figure အဲ့တော့အပြင် structure နဲ့ figure အရသလိုဆိုတော့ तू က size ဆရာလိုခြင်းနဲ့မကြိုးဖြစ်တယ်ဒါပေမဲ့ဇက်ကောင်ဖြစ်ဖို့ကြတော့မလွယ်ပါဘူးဇက်ကောင်ဖြစ်ဖို့ကတော့ဒီဇလန်နဲ့မကြိုးဖြစ်ဖို့ဆိုတော့တော်နံတိုးဆောင်လေးလုပ်နိုင်မှာမဟုတ်ပါဘူးအဲ့ဒါကိုလည်းကျွန်တော်ယုံကြည်တယ်သူအစ်တတယောက်နဲ့မလုပ်နိုင်ဘူးလို့ကျွန်တော်ထင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနှစ်ပတ်လုံးပေါ့နော် ဟိုစရိယလောက်ကသူနဲ့မမျိုးတနာထုံးနဲ့အတူတူကျွန်တော်သူ့ကိုစာမင်ငန်းထဲမှာလုံးအောင်မယ်ပြောဆောင်ချက်တွေအကုန်လုံးလုံးအောင်မယ်အတိုင်းတာခုဘလကွင်းမလုံးအောင်ဘလို့လုံးအောင်မယ်ဟာဒီလောကရန်ရဲ့အဖိနှိတ်အောက်ထဲမှာအလားပါဆုံးနဲ့အသိမွေဆုံးအားငယ်ဆုံးနဲ့ဘလို့ဖြတ်တန်းခဲ့ရလဲရှိပိုင်းနောက်ပိုင်းမှာမိခင်တယောက်ဖြစ်လာတဲ့အချိန်မှာမိခင်စိတ်နဲ့ဘလို့လောကလောကရန်ကိုရင်ဆိုင်အောင်ရလဲနောက်ဆုံးသူ့ရဲ့ရွှေအောင်အိမ်မက်ကပါလဲအဲ့ဒီ ကိုက်တာတွေတဖြည်းဖြည်းပြောင်းလဲမှုတွေတဲမှာဇက်ကောင်ရဲ့လိုအပ်ချက်ဇက်ကောင်ရဲ့ဇလိုင်းရဲ့တောင်းဆိုချက်အရာတိကျဆုံးဖြစ်အောင်ကျွန်တော်လေ့ကျင့်လာပါတယ်။ကျွန်တော်ပိုင်လားမပိုင်လားမေးတယ်ပထမလေးကဆိုကျွန်တော်တို့ training day ကချက်ပတ်တဲမှာမနက်9:00နာရီကနေညနေ9:00နာရီထိပေါ့နော် average အဲ့ဒီမှာမနက်9:00နာရီလောက်သူရောက်လာရင်လှတယ်ရန်လှတာညနေ9:00နာရီလောက်ပြန်သူရောက်တော့မှတ်ပြီးတော့အဲ့လောက်တိကိုကျွန်တော်စူးစမ်းတာလေဟိုကိုရီးယားဘလောက်ပဲဖြစ်စဉ်ဖြစ်စဉ်လေဘလောက်ပဲစူးစမ်းခိုင်းစူးစမ်းခိုင်းလေအကန့်အသတ်ရှင်းရေးရှိပါတယ်သူ့ရဲ့စူးစမ်းလို့စိတ်နဲ့ဖြစ်စဉ်မှုကတော့ ကျွန်တော်အရင်အောင်တယ်အရင်အောင်တော့သူ့အလောက်ကြိုးစားနိုင်မြင်တော့သူ့ဖြစ်စေချင်တယ်ကျွန်တော်ရိုက်တဲ့ချိန်မှာလည်းအများကြီးပတ်မှုကူညီသွားပါမှာဖြစ်အောင်လေဘာလို့လဲဆိုတော့အစားကြတော့မဟုတ်သူ့ရဲ့ဖြစ်ချင်စိတ်ကြောင့်သူ့ရဲ့ကြိုးစားချင်စိတ်ကြောင့်တော့သူ့ရဲ့ကြိုးစားမှုဒီချက်တွေကြောင့်သူ့ကိုဖြစ်အောင်ကြိုးစားပါပါအင်းကျွန်တော်ဆုံးခဲ့ပြီပါလေမြင့်မြတ်မြင့်မြတ်ဆိုမိတွေးပေါ့နော်အာမြင့်မြတ်ပြပောင်းတော့ခါပဲသူလက်ကမြဲဘူးဒါပြပောင်းရတဲ့ခါမြင့်မြတ်တို့စုံဘူးလေ။နော် ုံမှုတွေဟောတောင်းပေါ်မှာသို့တော်တော့ပါဆိုပြစ်စင်လို့နောက်ဟိုရလုံးလေးကလေးကလေးဆိုရှင်မောယူရီတို့အမိုးပေါ့နော်စုံမှုတွေဟဲ့သူတို့အားလုံးအောင်မြင်လာတဲ့လူတွေဖြစ်လာတယ်ပေါ့နော်အောင်မြင်လာတဲ့လူကိုယ်နဲ့ပထမဆုံးစုံရတယ်အောင်မြင်လာတယ်ဆိုတော့ကိုရမ်းတော်လို့မဟုတ်အဲ့မှာကျွန်တော်ကြီးတည်တယ်ကျုပ်ဆောင်တွေဖြစ်တယ်အောင်မြင်သွားတဲ့လူတွေအားလုံးပါခုနကတစင်တွေဝင်းလို့မဟုတ်ကျိုးသွားတဲ့စိတ်ရှိတယ်အဲ့ဒီကျိုးသွားတဲ့စိတ်ကြောင့်သူတို့ဖြစ်သွားတာအဲ့ဒါကြောင့်ဒီကားမှလည်းသူဖြစ်မယ်ကျွန်တော်ယုံကြည်တယ်ဆိုတော့အဲ့ဒါကြောင့်ကျိုးသွားတဲ့စိတ် မင်းမြတ်ဆိုလည်းအရန်ကြိုးစားတာကျွန်တော်ပထမဆုံးရိုက်တယ်ဆိုရင်ပဲသူကိုယ်တိုင်ကကြိုးစားတာသူကြိုးစားရတယ်သူဖြစ်သွားတာအဲဒါတိုးဆောင်တက်ကမဖြစ်နိုင်ဘူးလားဆိုဖြစ်နိုင်ပါတယ်ကြိုးစားရမယ်ကြိုးစားမယ်ဆိုလို့ရှိရင်ဒီနှစ်ချက်လုံးဒီကလေးပါပြည့်စုံပါတယ်ကျွန်တော် MC ဆိုတော့မေ့ရမေ့တာ MC ဆိုတော့လုံးဝမေ့တာသူကအောင်မြင်မှုလည်းကျွန်တော်မသိဘူးဟောကျွန်တော် social media မသုံးတာလည်းပါတာပေါ့နော်အဲ့တော့အဲ့ဒီစိတ်နဲ့မလို့ကျွန်တော်ဒဇင်နယ်ဝင်းဆိုတဲ့တိုးဆောင်ကောင်တယောက်ဖြစ်ဖို့ပဲယုံကြည်တယ်ဖြစ်မှာပါ อืมတိကျဆောင်မွေးတာတော့ကျွန်တော်ဝန်ထမ်းပါတော့ပြန်မွေးပါဘူးဒါပေမဲ့ဟိုကိုရှိရောက်လာတဲ့သူတွေပေါ့နော်နောက်တော့ဖြစ်တဲ့အစ်တွေများပါတယ်အဲအစ်တွေများတယ်အဲ့ခုနပြောတဲ့ရိုးသားစွာနဲ့ဖြစ်အောင်လုပ်မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတော့ကျိုးသားမဲ့သူတွေဆိုလို့ရှိရင်တော့ဘသူ့ကိုမဆိုကျွန်တော်လက်တွဲခေါ်သွားမှာပါဟိုခွင့်လည်းပေးမှာပါဒီကားမှာဆိုလို့ရှိရင်နောက်ထပ်တိကျဆောင်အစ်ရှိအောင်လောက်ပါသေးတယ်အဲ့ရှိအောင်လောက်ဆိုလို့ရှိရင်3ယောက်3ယောက်6ယောက်9ယောက်ပါတယ်9ယောက်ဆိုလို့ရှိလို့ရှိရင်လုံးဝအစ်တွေပါပဲ ဒါမဲ့ဘာလို့ခွင့်ပေးထားလဲဆိုတော့ဟိုကျွန်တော်ဒီလေးလားထားတဲ့လေးနှစ်လောက်မှာကျွန်တော်ဟိုရကွေးတာမလုပ်ဖြစ်ပဲကျွန်တော်ဘာလို့မဖြစ်လဲဆိုတော့ဒီဒီလေးနှစ်ထဲမှာတိကျဆောင်တင်တန်းတွေတိုက်တာတင်တန်းတွေပေါ့နော်အဲ့ဒါကျွန်တော် free sharing light လုပ်ပေးတယ်ပေါ့နော်အားတဲ့ချိန်မှာဟိုတော့လို့ရင်းနဲ့ကျွန်တော်တောင်ကြီးမှာတွေ့လာတဲ့တင်တန်းသားတွေပေါ့နော်အဲသူတို့တွေကျွန်တော်ခေါ်လာပါတယ်သူတို့တွေလည်းဒီကားထဲမှာသူတို့တက်နိုင်တဲ့သူတို့လုပြနိုင်တဲ့အမှုပြတစ်ခုချပြပါမှာပါ ဟုတ်အဲ့တော့အဲ့တော့ဆိုတော့ဟိုဒီလိုအဲ့လိုမျိုးပေါ့နော်နေရလာကြတယ်ကိုရိုင်းလည်းရေချင်းရှိတယ်ကိုရိုင်းလည်းချိုးသားကြစိတ်လည်းရှိတယ်လူကလည်းချိုးသားရတယ်ဆိုလို့ရှိလို့ရှိရင်အဲ့လိုတစ်တစ်အားလုံးကျွန်တော်ဘက်ကအချိန်မြင့်နေရပြီမှာပါကျွန်တော်လုံနိုင်တဲ့အချိန်ပေါ့နော်ဟို share ရင်းလုံးလို့ရတဲ့ချိန်ဆိုလို့ရှိရင်လည်းတင်တိုင်းနေသွားပြီး share ရင်းလုပ်ပေးတယ်ပတ်စံလည်းမယူပါဘူးကျွန်တော်ဟိုအသက်ရွယ် ဟိုဒီရွယ်သလိုဆိုရင်ကျွန်တော်တို့ကနားရမယ်ရောပေါ့နော်ကျွန်တော်နားရမယ်ရောမှာနောက်ကြံခဲ့မယ် next generation တွေအတွက်ကျွန်တော်အများကြီးလက်တွဲခေါ်သွားမှာပါကြားသလားပေါ့ဟုတ်ကဲ့ကျွန်တော်ဒီနှစ်30လုံးပေါ့နော်ကျွန်တော်ရတဲ့ကားတွေအားလုံးက drama ကားတွေပါပဲဟိုဗီဒီယိုကနေစလဲ drama ပဲဗီဒီယိုကမှလဲနောက်ဒီဗီဒီယိုတစ်ခေတ်ရောက်လာတဲ့ action တော့ drama ပဲနောက်ရုပ်ရှင်တွေရိုက်တဲ့ drama ပဲပေါ့နော်ဇာလန်တွေရိုက်တဲ့အချိန်မှာလဲရွေးရမှာဖြစ်ပါပဲ drama ကားလေးပါပဲအဲ့တော့ခုနပြောသလို ရုပ်ရှင်နဲ့မတူညီတဲ့ presentation ပုံမှာကျွန်တော်အကောင်းဆုံးပြင်ဆင်ထားပါတယ်။ကြည့်တဲ့ပြည့်သက်ကလည်းကျွန်တော်ကလည်းစမ်းသပ်ပြည့်ကြည့်လာတဲ့ပြည့်သက်ကလည်းကျွန်တော်ကားတွေကိုကြည့်နေချရရတာအတိုင်းရွေးရမပြတ်ဒရမစကားတကားရဲ့အရသာကိုပြပါခံစားရပါလိမ့်မယ်လို့ကျွန်တော်အမှတ်ခံပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။